အိန္ဒိယနိုင်ငံဂိုအာပြည်နယ်မှာစနေနေ့ညက night club party တစ်ခုမှာဝမ်းနည်းပွေမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးတော့လူအနည်းဆုံး25ဦးသေဆုံးခဲ့တယ်လို့ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာငမေကြီး Romeo Lane night club ထဲကလူတွေကိုကယ်ထုတ်ပြီးတော့တညလုံးမီးငြိမ်တက်ခဲ့ကြပါတယ်။ဂက်ဆိုးပေါက်ကွယ်မှုကြောင့်စတင်လောင်ကျွမ်းတာလို့ယူဆနေကြတယ်လို့ဒေတာတွင်းမီဒီယာက ဖော်ပြထားကြပါတယ်။ တည်ဆုံသူတွေရဲ့ရုပ်အလောင်းအားလုံးကိုပြန်လည်ရှာဖွေရရှိထားပြီလို့လည်းအာဏာပိုင်တွေကပြောဆိုထားပါတယ်။ကိုအပီနေဟာအိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့ပြည်နယ်လေးတစ်ခုဖြစ်ပြီးတော့နေစဉ်ခရီးသွားတန်းနေချီလာရောက်ကြတဲ့နာမည်ကြီးခရီးသွားနေနေလေဖြစ်ပါတယ်။ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့ပြည်နယ်အစိုးရကစုံစမ်းစစ်ဆေးရေးအမိန့်ထုတ်ထားပြီးတခြားပြောပြေးနိုင်ကလပ်တွေကိုလည်းမီဘီအန်ဒီကင်းရှင်ကြီးစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာပြုထားပါတယ်။ဂိုအာပြည်နယ်ဝန်ကြီးချုပ်ပရာမော့စောဝန်က ဒါဟာဖြစ်ကိုမဖြစ်တဲ့ဝန်내ဘွယ်ဖြစ်ရတဲ့ခုပါဒီနိုင်ကလန်ဟာရှိရမယ်လို့ငင်းလိုက်စင်မရှိပဲလေပက်နေခဲ့တာဖြစ်ပြီးတော့အဲ့ဒီပေါ်ဆာမှုကြောင့်မိလောင်မှုဖြစ်ပေါ်ခဲ့တာပါဟိုတယ်ဝန်ထမ်းတွေနဲ့ဧည့်သည်၃-၄ဦးဟာအသက်ရှူချက်တည်ဆုံးခဲ့ရပါတယ်လို့ပြောသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေအတွင်းအိန္ဒိယနိုင်ငံမှာမိလောင်မှုတွေကြောင့်လူတည်ဆုံးမှုတွေရှိခဲ့ပါတယ်ပြီးခဲ့တဲ့မေလမှာ Hyderabad မြို့မှာမိလောင်မှုကြောင့်လူ၁၈ဦးတည်ဆုံးခဲ့ရပါတယ်အဲ့ဒီအရင်တလကလည်းအဲ့ဒီမှာပဲလူ၁၅ဦးတည်ဆုံးခဲ့ပါတယ် ယ်။ပြီးခဲ့တဲ့နှစ်မှာတော့ဂူဂျာရက်ပြည်နယ်ကလူစီကားရဲ့အပန်းပြေပန်းချံတစ်ခုမှာမိလောင်မှုကြောင့်လူ24ဦးသေဆုံးခဲ့ပါတယ်ခင်ဗျာ။